ရရှိသူများအားလုံးမင်္ဂလာပါကျွန်ုပ်မှာတရုတ်ဆေးပညာကျမ်းမာရေးပညာပေးအစီအစဉ်အင်ရှင်ကိုကိုဖြစ်ပါတယ်ကျမ်းမာရေး3မိနစ်အစီအစဉ်ကိုကြိုဆိုပါတယ်တင့်ကျမ်းမာရေးနဲ့စရေးချမ်းစေဖို့ရည်ရွယ်ပါတယ်ဒီနေ့မှာတော့တရုတ်ဆေးတောက်တဲ့အခါသတိထားရမယ့်အသေးစိတ်အချက်လေးတွေကိုပြောပြပေးမှာပါဒီအချက်လေးတွေကိုမလွဲမသွေသတိထားမှသာဆေးအာနိသင်ပုံမကောင်းမွန်စွာထွက်ရှိနိုင်ပြီးမလိုအပ်တဲ့အန္တရာယ်တွေကိုလည်းရှောင်ရှားနိုင်ပါပါအတူတူကြည့်လိုက်ကြရအောင် တအားလုံးမတည့်မှုရှိခဲ့ဘူးတလားဇေဝသူမဟုတ်အစားအစာအားလုံးမတည့်မှုရှိရင်မိမိဇေယဝင်ကိုကြိုတင်ပြောပြရပါမယ်မလိုလားအပ်တဲ့အနေရီမဖြစ်ပေါ်စေရန်အတွက်ပါလက်ကိုဝင်ဆောင်မင်းမကလေးများအထူးတတိထားပါကိုဝင်ဆောင်မင်းမနိုးတိုက်နေသူများနဲ့ကလေးများဆေးတောက်မယ်ဆိုရင်ဇေယဝင်ကတေချာစစ်ဆေးသုံးသပ်ပြီးမှသာတောက်တင်ပါတယ်လုံခြုံရေးအတွက်ပါသုံးဇေယဝင်ညွှန်ကြားချက်အတိုင်းသာတောက်ပါ စေဝါရဲ့ပမာဏနဲ့တောက်ရမယ့်ကာလကိုဆရာဝန်ကသာသတ်မှတ်ပေးနိုင်ပါတယ်မိမိစိတ်ကြိုက်တိုးချဲ့တောက်တာလျှော့တောက်တာတိုးမဟုတ်ရက်လိုက်တာတွေမလုပ်သင့်ပါဘူးလေစေဝါတိုက်ဆိုင်မှုမဖြစ်အောင်တတိထားပါမိမိအခြားစေဝါတွေအနောက်တိုင်းစေဖြစ်စီကခြားတိရုပ်စေဖြစ်စီတောက်နေတယ်ဆိုရင်လေဆရာဝန်ကိုပြောပြပါစေဝါတွေအပြန်အလှန်တက်ရောက်မှုမဖြစ်အောင်ပါငါအရက်နဲ့ကော်ဖီအင်ပါဝင်တဲ့အချိုရည်တွေမတောက်ပါနဲ့ လေတောက်ချိန်မှာရေများများတောက်ပေးရင်စေးစုပ်ယူမှုပိုကောင်းစေပါတယ်။ဒါပေမဲ့ကော်ဖီယင်ပါဝင်တဲ့အချိုရည်တွေအရက်တွေကိုရှောင်ကျင်မှာဒါတွေကစေးရည်တက်ရောက်မှုကို ထိခိုက်စေနိုင်ပါတယ်။၆ဆေးတောက်ချိန်ကိုတတိထားပါဆရာဝန်ညွှန်ကြားတဲ့အချိန်တိုင်းသာစေးတောက်ပါ။အယုတ်ဆေးနဲ့အနောက်တိုင်းဆေးကိုတပြိုင်တည်းထဲတောက်ရမယ်ဆိုရင်အနည်းဆုံးတစ်နာရီခန့်ကြာအောင်ချပြီးတောက်ပါခုနှစ်မသက်သာရင်ဆေးတောက်တာရပ်ပါ စေးတောက်ပြီးနောက်အာလူရချင်းကောင်းမှုချင်းဝမ်းလျှော့ချင်းစရဲမတက်တောင်မှုတွေဖြစ်လာရင်ချက်ချင်းစေးတောက်ကရက်ပြီးဆရာဝန်ကိုအ мян ဆုံးဆက်တွယ်ပါနောက်ထပ်ဆေးဝါးတင်စီမှုနဲ့ပတ်သက်ပြီးလဲသတိထားရမယ့်အချက်ချို့ရှိပါတယ်ပနေရောင်တိုက်ရိုက်ထိခြင်းနဲ့ဆိုးဆုတ်ခြင်းကိုရှောင်ပါဆေးဝါးတွေကိုအေးညပြီး၆တွေ့ရဲ့နေရာမှာနေရောင်ကနေဝေးဝေးထားပြီးတင်စေးရမယ်ဒါမှသာအရေးသွေးကို ထိမ့်သိမ့်နိုင်ပါတယ် နတကားပိတ်သိမ်းစီပါတကားပိတ်အုပ်သေးတတ်တဲ့ပုံးတို့မဟုတ်ဇပ်ပလော့အိတ်သုံးပါကစိုစွချင်းအောက်ဆီဂျင်ထိတွေ့ခြင်းကိုကာဝယ်နိုင်ပါတယ်သုံးသိမ်းစီထားတဲ့တက်တန်းကိုတတိထားပါစေဝါရီတက်တန်းကြော်သွားရင်တက်တာမှုမရှိတော့နိုင်သလိုပျက်စီးနိုင်လို့သတ်မှတ်ထားတဲ့တက်တန်းအတွင်းသုံးပြီးအောင်လုပ်တဲ့ပါတယ် အယုတ်ဆေးတောက်ခြင်းနဲ့ဆေးဝါးတင်စီခြင်းကအရန်ခက်ခဲတာမဟုတ်ပါဘူးဒီချက်လေးတွေကိုလိုက်နာပြီးရင်တသက်စိတ်ချစွာဆေးသုံးနိုင်ပါလိမ့်မယ်အယုတ်ဆေးတောက်300မှာသတိထားရမယ့်အချက်တွေကိုသင်ခန်းစာပြီးရင် မေးခွန်းလေးတွေခခုံးနဲ့ပြန်လည်သုံးသပ်နိုင်ပါတယ်ကျမကတယုတ်ဆေးကျမ်းမာရေးပညာပေးအစီအစဉ်မှအင်ရှင်ကိုကိုဖြစ်ပါတယ်ကြီးစုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ကျမ်းမာပျော်ရွှင်စွာနေပါစေလိုပါတယ်